မြန်မာနိုင်ငံအမျိုးသားလူ့ခွင်ကော်မရှင်ရဲ့လက်ဗရောင်းတောင်အဓိကရုံးနဲ့ပတ်သက်တဲ့အစီအခံစာမှာလက်ဗရောင်းတောင်ဂျင်းနီစီမံကိန်းအစီအခံစာပါချက်တွေနဲ့နိုင်ရှင်ဖော်ပြပေးရင်ပုံပုံပြည့်စုံမယ်လို့မြန်မာနိုင်ငံရှိနေများကွင်းရကပြောဆိုလိုက်ပါတယ်။ဥက္ကဋ္ဌသတင်းပေးပို့တာပါခင်ဗျာ။ ဇန်နဝါရီ14ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ကော်မရှင်ရဲ့အစီရင်ခံစာမှာချက်၄ချက်ပါဝင်ပြီးစလင်းကြီးရေစကန်မှာဖွင့်လှစ်ထားတဲ့တင်မှုတေခင်အမှတ်စဉ်၄မြန်ဆောင်2014ကိုဆက်လက်အရေးယူဆောင်ရွက်ဖို့အဓိကရုံးမှာပါဝင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့စီကံထိန်းသိမ်းရေးဥပဒေတိုက်အရေးယူဖို့စတဲ့အချက်တွေပါဝင်ပါတယ်။ဒီအစီရင်ခံစာပါအချက်အများစုကတော့မြန်မာနိုင်ငံရှိနေမြတ်ကွင်ရက်ကကွင်းစင်းစုံစမ်းပြီးထုတ်ပြန်ခဲ့တဲ့အချက်တွေနဲ့တူညီမှုရှိတယ်လို့မြန်မာနိုင်ငံရှိနေမြတ်ကွင်ရက်ကပြောပါတယ်။တရားရဟိုင်းတုံးတော့မပြည့်မပြည့်စုံဘူး။ဘာဖြစ်လို့လဲဆိုတော့တကယ်ဟိုဖြစ်စဉ်တွေကို ဟိုလေဘရွန်တောင်ဒေါ်ဆန်းစုကြည်ရဲ့လေဘရွန်တောင်ကြီးနေစီမံကိန်းအစီရင်ခံစာနဲ့နှိုင်းရှင်ဖော်ပြချက်တွေဒီမှာမပါဘူးအမားတော့ဒီအစီရင်ခံစာနဲ့နှိုင်းရှင်ပြီးတော့စီရင်ခံစာဖော်ပြထားတာဘာအခုဖြစ်နေတာတွေကဘာစွာတွေကိုဖော်ပြမယ်ဆိုပြီးပိုးပြည့်စုံမယ်လို့ထင်တယ်လေအဲကျွန်တော်တို့လူခွင့်ရေးကော်မရှင်တွေကတော့ကျန်ပြီးတိုက်တွန်းတဲ့ရိုးပေါ်လေးဒါအဓိကပဲเนาะအဲ့တော့ကျွန်တော်တို့ကအကြံပြုမယ် တိုက်သွင်းချက်ကျွန်တော်ပြင်ပြမယ်ဆက်လက်ဆောင်ရွက်တာကတော့အစိုးရဌာနနဲ့ဆက်ဆံရအဖွဲ့အစည်းတွေရဲ့အပိုင်းဖြစ်ပါလိမ့်မယ်အစီအခံစာမှာရဲတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်သိဆုံးသွားတဲ့ဒေသခံဒေါခင်ဝင်းရဲ့နစ်နာမှုအတွက်ကြံပြူတိုက်တွန်းထားတာတော့မပါဝင်ပါဘူး။ကာယကံရှင်ကာယကံရှင်ဒေါခင်ဝင်းရဲ့တမိတွေကိုလည်းရောကြီးမလို့ချင်ဘူး။ဥပဒေရပဲလူသတ်မှုမှာတာဝန်ရှိတဲ့လူတွေကိုကျွန်တော်သူ့အမေသေးသွားတယ်။သူ့အမေကလူသတ်လူသတ်ခံလို့သေးသွားတာပဲတနက်နေ့ပြစ်ထားဘူး။ အဲ့တော့အဲ့ပေါ်မှာပဲထိတိရောအရေးယူစခြင်းနဲ့စိတ်ရှိတယ်။ယောကြီးမယူခြင်းဘူးယောကြီးပေးတာသူတို့မေကိုစော်ကားတာပဲသူတို့စော်ကားတာပဲလို့အဲ့လိုပြောထားတဲ့ကြောင့်မလို့ယောကြီးနဲ့ပတ်သက်လို့တောင်းသူတို့ထည့်မထားတာလို့ပဲဆရာယူဆရတယ်။တိုးတော်လည်းအဲ့ယောကြီးနဲ့ပတ်သက်လို့ထည့်မထားရင်လည်းပဲခုနကသူ့ပုဂင်းဖြစ်စင်မှာ ပါဝင်ပတ်သက်တဲ့လူအမိန်ပေးတဲ့လူတွေဒီတန်မှုမှာပါဝင်တဲ့လူတွေကိုတော့အရေးယူဖို့ဆိုတာကိုတော့ဒီမှာအပိုက်ကာကြီးခါဝေကန့်ငယ်မှာတော့ဖော်ပြထားတယ် ်ဒီဇမလာတတိယဘက်ကလဘရောင်းတောင်ချင်းဒီစီမံကိန်းဒေသမှာရဲတပ်ဖွဲ့နဲ့ဒေသခံတွေဖြစ်ပွားခဲ့တဲ့ပြည်ပခါကြောင့်ဒေသခံမျိုးသမီးတူသေဆုံးပြီး၁၀ဦးကျော်တန်ရာရရှိခဲ့ပါတယ်ကျွန်တော်အာကာပါ